ကရင်ပြည်နယ်မြောက်ဝတီမြို့နယ်ဝေါ်လီဒေတာထဲမှာ KNL KNDO ပူးပေါင်းတပ်ဖွဲ့နဲ့စစ်ကောင်စီတပ်တို့ကြားနှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီတပ်ကလေကြောင်းနဲ့လာရောက်ပစ်ကူပေးနေရလို့နေဆက်သတင်းအရင်းမြစ်တွေကတန်လင်းထမ်းဖို့ပြောပါတယ်။မေလ22ရက်နေ့ကစလို့ထိုင်းနယ်စပ်နီးမြောက်ဝတီမြို့တောင်ဘက်ဝေါ်လီဒေတာထဲမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ဘလတ်တို့တေဘောဘိုမော်ခီ ကနဲလေးစခန်းတွေကိုခရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မ6ခရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ပူးပေါင်းဖွဲ့တွေက drone နဲ့အုံပြပြီးစတင်တိုက်ခိုက်နေတာပါတိုက်ပွဲဖြစ်ပွားနေတဲ့၃ရက်မြောက်နေ့မေလ23ရက်နေ့မှာတော့ဘလတ်တိုတေဘောဘိုးစခန်းတစ်ဝိုက်မှာ drone ပုံကျဲချတိုက်ခိုက်ခဲ့တာနဲ့ပစ်ခတ်တံတွေကိုကြားနေရပြီးနေ့လယ်12နာရီအချိန်ခန့်မှာစစ်ကောင်စီတပ်ကလေရင်နဲ့လာရောက်ပုံကျဲခဲ့တယ်လို့အနေဆက်သတင်းအရင်းမြစ်တွေကဆိုပါတယ် တိုက်ပွဲကြောင့်မြောက်ဒီမျိုးနဲ့ဝေါ်လီမျိုးကိုဇက်သွဲထားတဲ့မြောက်ဒီဝေါ်လီကားလမ်းမကြီးပိတ်ပင်ထားတာဟာ၃ရက်လောက်ရှိပြီဖြစ်တယ်လို့လည်းအဲ့ဒီလမ်းမမှာသွာလာနေတဲ့ဒေသခံတအူကပြောပါရယ်။နေဇက်ဒေသထဲမှာဖြစ်ပေါ်နေတဲ့တိုက်ပွဲအခြေအနေတွေကြောင့်ထိုင်းစစ်တပ်ဟာနေဇက်လုံခြုံရေးကိုတိုးမြင့်ချထားပြီး၂၄နိုင်ပလုံစောင့်ကြည့်နေတယ်လို့လည်းနေဇက်သတင်းအရင်းမြစ်တွေကဖော်ပြထားပါရယ်။ KNU တက်မချောင်းနယ်မြေမြောက်ဒီမြို့တောင်ဘက်မှာဝေါ်လီမြို့နဲ့စုကလီမြို့တို့ရှိပြီးစုကလီမြို့မှာရှိနေတဲ့စစ်ကောင်စီတပ်စခန်းတွေကိုပြီးခဲ့တဲ့2024ခုနှစ်ဇွန်လပိုင်းမှာ KNL KNU ကိုပူးပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်ရရှိထားပြီးဝေါ်လီဒေသထဲမှာသာစစ်ကောင်စီတပ်စခန်းတွေချန်ရှိတော့တာဖြစ်ပါတယ်။ဝေါ်လီမြို့မှာ စစ်ကောင်စီတပ်ရဲ့ view အစခန်းပြင်ဥကရယထကနယ်လီထီကပလဲမော်ခီဝါမီထဘလက်တို့တေဘောဘိုးစတဲ့စခန်းတွေသာချန်ရှိနေသေးတာဖြစ်ပါတယ်။ KNU လက်အောက်ခံတပ်တွေဖြစ်ကြတဲ့ KNLA KNDO ပူးပေါင်းတပ်ဖွဲ့တွေဟာမြောက်ဒီမြို့မြောက်ပတ်တပ်မခွနဲ့နယ်မြေထဲမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေအားလုံးနှီးပါဖို့ယခုမေလာတွင်တန်းယူနိုင်ခဲ့ပြီးတဲ့နောက်မြောက်ဒီမြို့တောင်ပတ်တပ်မ6နယ်မြေထဲမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်လာနေတာဖြစ်ပါတယ်စစ်ကောင်စီတပ်ကတော့တပ်စခန်းမချရေးအတွက်လေကြောင်းပစ်ကူကိုသာအဓိကအားထားအသုံးပြုနေရပြီးမြေပြင်ကနေစစ်ကူလာရောက်ဖို့မလွယ်ကူဘူးလို့ဒေတာရင်းစစ်ရေးသတင်းအင်ဂျင်နီယာတွေကဆိုပါရယ်